သာဝတိမြို့မှာမြတ်စွာဘုရားဟောခဲ့တဲ့သုတ်တံဟောရူပံဘိကွေအာဒိတံယုတ်တိဟာလည်းပဲမိတွေတောင်းနေဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့နံတရားတွေကလည်းပဲမိတွေတောက်ပါသေးတယ်ဒီလိုမြင်အောင်ကြည့်ရမယ် ယုတ်တရားလည်းပဲမိတယ်တောင်းတောင်းနေတယ်ဝေနာတညာသင်္ကာရဝိညာဉ်တွေဆိုတာလည်းပဲမိတယ်တောင်းတောင်းနေတယ်ဟောဒီခန္ဓာကိုယ်တကိုယ်လုံးဟာမိတယ်တောင်းတောင်းနေတယ်ဘာမိတယ်တောင်းတောင်းနေတာလဲဆိုတော့အထာရာကဖွင့်တာလေဧကာတတဟိအက်ခီဟီတဲ့နော်မိဆက်တမျိုးကတောင်းတောင်းနေတယ်မိဆက်တမျိုးကတောင်းတောင်းနေတယ်ဟောဒီယုတ်ခန္ဓာကိုယ်ကြီးအရင်ဆုံးကြည့်ပါဦးယုတ်ဒီနာနေအကုန်လုံးချုပ်ပြီးတော့ကြည့်လိုက်ပါ ရုပ်တေနာနေအကုန်လုံးခြုံကြည့်လိုက်မယ်ဆိုရင်ဟောဒီခန္ဓာကိုယ်ကြီးဟာလောဘမီဒေါသမီမောဟမီအဲ့ဒါတွေကလည်းလောင်းနေတယ်လောဘမီလိုချင်တဲ့အခါကျတော့လည်းပဲမြင့်မြင့်ထန်ထန်လိုချင်တယ်ငမောနေတယ်တွယ်တားနေတယ်ဆွဲလန်းနေပြီဆိုရင်အဲ့ဒါလောင်းတော့တာပဲစိတ်ထဲမှာလောင်းနေတာပဲဒေါသမကျေနပ်တာတွေစိတ်ဆိုးတာတွေ ဒေါသထွက်တာတွေတတ်ချင်တာတွေဖျက်ချင်တာတွေဒါတွေကျုံလာပြီဆိုရင်လည်းပဲဒေါသပြီးတယ်ဟာကိုယ်စိတ်ထဲမှာလောင်းနေတယ်ပဲမောဟတခုခုကိုနားမလဲဘူးအမှန်ကိုအမှန်တိုင်းမမြင်ဘူးဆိုရင်လည်းပဲမောဟမီးတွေဟာလောင်းနေကြတယ်ဒါကြောင့်လောဘမီးဒေါသမီးမောဟမီးတွေဟာလည်းပဲဟောဒီခန္ဓာကိုယ်ကြီးမှာအမြဲတမ်းလောင်းနေတာဒါရမကပဲနဲ့ဇာတိဇရာမရဏ ဇာတိလူဘဝမှာစပြီးတော့ငွေလာပြီဆိုရင်လည်းပဲပြောပြီးတော့ငွေလာတဲ့သူပြောပြီးတော့ငွေလာတဲ့သူဘယ်သူမှမရှိဘူးအကုန်လုံးငိုးပြီးတော့ငွေလာရတာပြင်မှန်ပါမှဆင်းဆင်းရဲရဲနဲ့ဇာတိမီးဆိုတဲ့ငွေခွားခြင်းဆိုတဲ့မီးဟာလည်းပဲလူတိုင်းလူတိုင်းလောင်တာပဲဇရာကိုတဲ့အချိန်ကျတော့ကိုတဲ့မီးဟာလည်းလောင်တယ်ဦးဇင်းတို့တွေရေရိုးတွေ ဘာလို့တကောငယ်ရွယ်တဲ့အချိန်တော့အိုးရာဟာမီးလို့သိမထင်ရဝက်သက်ကြီးတဲ့လူလိုက်မေးကြည့်တဲ့ညီးလေညီးရလောက်အောင်ထီကိုလောင်နေတာပိုပြီးဆိုတဲ့ကကြတော့သွားလို့လည်းအဆင်မပြေဘူးလာလို့လည်းအဆင်ပြေဘူးနေလို့လည်းအဆင်ပြေဘူးအိရာဒါစအဆင်မပြေဘူးစားတော့ရာစအဆင်မပြေဘူးအဲအဲ့လိုအဆင်မပြေစားလို့အဆင်မပြေဘူးဆိုတဲ့အခါကျတော့အားတွေကနဲလာပြီးတော့ခန္ဓာကိုယ်တွေကအကုန်လုံးကြမျက်စိတွေကလည်းပဲသိပ်ပြီးမြင်လို့မကောင်းနားတွေကလည်းပဲကြားလို့မကောင်းစသဖြင့် အဲအားတွေမရှိတဲ့ခါကျတော့ယောဂါတွေကဝန်းလာပြန်ရောဟောအိုးတဲ့မိဟာလည်းပဲအများကြီးလောက်ဒေတဲ့မိကတော့ပြောစရာမလိုတော့ဒေတယ်ဆိုတာတဘွားအစင်ရဲဆုံးအချိန်ပဲအလောင်းဆုံးအချိန်ပဲဒါသေးချင်းမိဟာလည်းပဲလောင်နေတယ်ပြီးတော့ဒါတွေကကြီးမှမြင်လာမကြည့်ဘူးဆိုရင်တော့ဗျာဒါမိလို့ကိုမထင်အောင် ကိုယ်ကိုဒုက္ခပေးတယ်လို့ကိုမထင်ဘူးဒီကနာကိုကြီးကိုဘာလို့ကျေးဇူးတင်နေတာဒီကနာကိုကြီးကိုကိုယ်ကိုကောင်းကျိုးပေးနေတယ်ကြီးပဲထင်နေတာဒီကနာကိုကြီးကတကယ်တော့လောဘဒေါသမောဟမိတွေတောက်လောင်နေတယ်။ကိုယ်ချင်းနာချင်းသိချင်းမိတွေတောက်လောင်နေတယ်။မိ၆ပါးရှိသွားပြီနော်။ဒါရင်မကပဲနဲ့မနေတတ်မထိုင်တတ်ဖြစ်ရင်လောင်တဲ့မိတွေကရှိသေးတယ်။တော့ကစိုးရင်ရတဲ့မိတွေပြည့်စည်ကြီးပြီဆိုရင်ပြည့်စည်စိုးရင်ရ ခန္ဓာကိုယ်ရှိပြီဆိုခန္ဓာကိုယ်ဆိုရင်ရဖြစ်တဲ့သူရှိပြီဆိုရင်ဖြစ်တဲ့သူကိုဆိုရင်ရဆိုရင်ရတဲ့ပြီးလေလောင်ရလောင်ခံရတဲ့ပရိဒေဝနော်ခွဲရတဲ့အချိန်အစင်မပြေတဲ့အချိန်ငိုရတဲ့မိပရိဒေဝမိတွေလောင်နေတယ်ဒုက္ခကိုယ်စင်ရတဲ့မိတွေကလည်းပဲလောင်နေတာပဲကိုယ်စင်ရမှုဆိုတာလည်းအမျိုးမျိုးကြုံရတာပဲကနန်းနဲ့ချီပြီးတော့ပြောမယ်ဆိုရင်တော့ရီလို့ကိုမရတော့အောင်ဖြစ်ကိုကိုယ်စင်ရတဲ့ဒုက္ခတွေကလည်းပဲလောင်နေတာ စိတ်ဆင်းရဲမင်းဆိုတဲ့ဒုက္ခတွေကလည်းပဲလောင်းနေတာနောက်ဥပါယတဆိုတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ဒုက္ခစိတ်ဆင်းရဲမှုဟာဒီဂရီကိုကုံတော့အောင်ဒီအစွန်ဆုံးဒီလောင်းလိုက်တဲ့အခါကျတော့မျက်ရည်တွေကိုမကျနိုင်တော့ဘူးကြောင်တောင်တောင်ဖြစ်လောက်အောင်ဒီကိုစိတ်တွေကပင်မန်းနေတယ်အဲဒီဥပါယတမိတွေကလည်းလောင်းရဒါကြောင့်မနေတတ်မထိုင်တာဘူးဆိုရင်ဒုက္ခပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတော့မိငါးမျိုးကလည်းပဲလောင်းလိုက်တယ်အလုံးပေါင်းလိုက်တော့မိရဲ့ဘယ်နှမျိုးလဲဆိုရင် တ်၁၁မျိုးလောဘမီဒေါသမီမောဟမီဇာတိမီစရာမီပရဏမီသောကမီပရိဒေဝမီဒုက္ခမီဒေါမနတမီဥပါယတမီအဲ့ဒီမီ၁၁မျိုးဟာအချိန်ကြီးလောင်နေတာနော်အချိန်ကြီးလောင်နေတာမီ၁၁မျိုးမှာနှစ်ပိုင်းပြီးတော့ခွဲလို့ရတာပေါ့ အကြောင်းမီးနဲ့အကျိုးမီးဆိုပြီးတော့နှစ်ပိုင်းခွဲလို့ရတာပေါ့အကြောင်းကတော့လောဘဒေါသမောဟတွေကတော့အကြောင်းအကြောင်းမီးတွေသူကြတော့လောလောဆယ်လောင်ယုံလေးတွေမပေါ်မကဘူးအဲ့လောဘဒေါသမောဟကြောင့်နောင်ထိကိုဆက်လောင်သူကအကြောင်းမီးအကြောင်းမီးကအကြောင်းဖြစ်တဲ့အချိန်မှလည်းလောင်တယ်အဲ့ဒီအကြောင်းကြောင့်အကျိုးဖြစ်တဲ့အချိန်မှလည်းပဲလောင်တယ်ဒါအကြောင်းမီးတွေကျန်တဲ့မီးတွေကတော့အကျိုးမီးတွေ ဇာတိဇရာပြာတိမရဏသောကပရိဒေဝဒုက္ခဒေါနတပယန္တအကျိုးမီးနေဒါကြောင့်ဦးဇင်းတို့တတိယတို့ရဲ့ယုတ်တယ်နာနေဆိုတော့ဟောဒီခန္ဓာအကိုကြီးတကွာလုံးခြုံကြည့်လိုက်မယ်ဆိုရင်မိစ္ဆတမျိုးအမြဲတမ်းလောင်းနေတာတောက်လောင်းနေတာအမြဲတမ်းတောက်နေတယ်အမြဲတမ်းလောင်းနေတယ်ဒီတောက်တောင်ကိုမြတ်စွာဘုရားဘာကြောင့်ဟောတာလဲဆိုတော့ဒုက္ခကိုမြင်အောင်ဟောတာလေနော်ဒုက္ခကိုမြင်အောင်ဟောတယ် ဒုက္ခမြင်ဖို့ရအတွက်ဒီတုတ်တာနဲ့ရှေ့ကမနေ့ကမဟာလေးတုတ်တာအဲ့ဒီနဲ့တုတ်တာကဒုက္ခမြင်အောင်ဟောတာဒါကလေးကြတော့ဥစဉ်တော်တွေတပ်ပေသင်္ကာရဒုက္ခဒိယတာပညာယပတ္တိဆိုဒုက္ခလို့မြင်လိုက်ရင်ကိုဘဝအမှထောက်တရားရသွားပြီနိဗ္ဗာန်နဲ့ဤသွားပြီအနိစ္စလို့မြင်လိုက်ရင်ကိုထောက်တရားရသွားပြီနိဗ္ဗာန်နဲ့ဤသွားပြီအနတ္တအစိုးမရတာကိုမြင်လိုက်ပြီဆိုရင်ကိုနိဗ္ဗာန်နဲ့ဤသွားပြီဘဝမှာထောက်တရားရသွားပြီဒါဒီလိုတုတ်တာနဲ့လိမ့်လာတာလည်းပဲ တာမန်အချိန်ဆိုရင်တော့သိစိတ်မွန်စားစရာပေါ့ဒါပေမဲ့တန်လျာနဲ့ချီကြည့်လိုက်မယ်ဆိုရင်တော့အကျိုးတော်တော်များတယ်။ဟုတ်ပြီအကျိုးများတဲ့အကြောင်းကိုဆက်ပြောတယ်။ဟောဒီကနာကိုကြီးကမိဆက်တစ်မျိုးနဲ့မျက်စက်တစ်မျိုးအမြဲတမ်းတောင့်နေတယ်အမြဲတမ်းလောင်နေတယ်။ဧဝံပတ္တန်တုဒ္ဓဝရိယသာလို့ပေါ်တော့အဲ့ဒီလိုမြင်အောင်ကြည့်နိုင်တဲ့သူတော်ကောင်းတယောက်ဟာတဲ့ဟောဒီခန္ဓာကိုယ်ကြီးဆိုတဲ့ယုတ်တိနန်းနေပေါ်မှာကြီးငွေသွားပြီယုတ်တိနန်းနေပေါ်မှာကြီးငွေပြီဆိုရင်ယုတ်တိနန်းနေပေါ်မှာ တွေ့တာတတ်မှတ်မှုမရှိတော့တွေ့တာတတ်မှတ်မှုမရှိတဲ့အခါကျတော့အဲ့ဒီတွေ့တာတတ်မှုမှုကြောင့်ဖြစ်တဲ့ကိလေသာတွေလည်းချုပ်သွားတယ်လွတ်မြောက်တယ်အဲ့လိုတွေ့တာမှုကြောင့်ဖြစ်တဲ့ဒုက္ခတွေလည်းပဲချုပ်သွားတယ်လွတ်မြောက်သွားတယ်အဲ့လိုလွတ်မြောက်ပြီဆိုပြီးတော့ပုဂ္ဂိုလ်ကိုသိတယ်ပစ္စကနာညာလည်းပဲဖြစ်သွားတယ်နောက်ဆုံးကြတော့ဘဝဟာအဆုံးသတ်ပြီးတော့ပြိဋိဘာဆန်နောက်ဘဝမှာဖြစ်တော့တဲ့အခြေအနေတွေရောက်သွားနိုင်တယ်ဒါကြောင့်ဒုက္ခကိုသာမြင်မယ်ဆိုရင်နိဗ္ဗာန်ရောက်တယ်ဆိုတာကိုဟောရီသုတ်တန်က ဟိုအစစ်စစ်ပြောသွားတယ်ဒုက္ခမြင်ရင်ညီးဝေမယ်ညီးဝေရင်မတက်မတ်ဘူးမတက်မတ်ရင်လွမြောက်လွမြောက်ပြီဆိုရင်တကယ်ကိုခါဝန်ခါဝရနိဗ္ဗာန်ဒီပြောင်းသွားတယ်လို့ဒီလိုပြောတာပေါ့ဒါကြောင့်ဥပ္ပနုတို့ပြောလို့တွေ့ပါတယ်ဆိုရင်ဒုက္ခကိုမြင်အောင်ကြည့်ရမယ်ခန္ဓာရဲ့ယုံနာတွေကိုဝိပဿနာရှုပြီးတော့အဖြစ်အပျက်ဆိုတဲ့ဒုက္ခတွေကိုမမြင်နိုင်တောင်မှ တာမန်လူတွေတောင်မြင်နိုင်တဲ့ခရီလိုမိဆက်တမျိုးနဲ့အငြင်းလောင်နေတယ်ဆိုတဲ့ဒုက္ခအကြောင်းတွေကိုမြင်အောင်ကြည့်နိုင်မယ်ဆိုရင်စဉ်လို့ပြောပါမှာအကျိုးရှိသွားလိမ့်မယ်။ဒါကြောင့်မြတ်စွာဘုရားကအကျိုးရှိစေခြင်းတဲ့အတွက်ကြောင့်ဒီတုတ်တာကိုခေါ်ခဲ့တာ။အဲတော့ပါပဲ။